တင်းကုန်းစံတီမှတ်တမ်းတွေနဲ့ဟယ်ရီကိန်းရဲ့ဆူဖလားမျောလင့်ချက်ဟယ်ရီကိန်းကဘိုင်အမြူနစ်အသင်းရောက်မှဆူဖလားငှက်မှုမှုဝေဒနာကိုဖြစ်ဖြောက်နိုင်ခဲ့တယ်လို့တင်းကုန်းစံတီတွေလည်းတစ်ခုပြီးတစ်ခုပိုင်ဆိုင်နေပါတယ်အခုဟယ်ရီကိန်းကကလပ်အသင်းကစားသမားဘဝအတွင်းကို၄၀၀ပြည့်မြောက်ခဲ့ပါပြီဟယ်ရီကိန်းကပြီးခဲ့တဲ့ဒေါ်မွန်နဲ့ပွန်နယ်လီကာပွဲမှာဘိုင်အမြူနစ်တင်းပြပထမဂိုးကိုတောင်းကန်ဘောကနေခေါင်းတိုက်အတွင်းကကလပ်အသင်းကစားသမားဘဝအတွင်းကို၄၀၀ပြည့်မှတ်တမ်းကိုပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်ဟယ်ရီကိန်းရဲ့လက်ရှိရာသီတင်းကုန်းမှတ်တမ်းကလည်းအတော်လေးကျန်းနေရပါဘိုင်အမြူနစ်နဲ့အင်္ဂလန်အသင်းအတွက်ပြိုင်ပွဲဆုံး၁၂ပွဲမှာ၂၁ဂိုးအထိအသင်းယူထားပြီးပါပြီ။ ရီကိန်းကပရိုကစားသမားဘဝ14နှစ်17လကြာမှာဂုံယူပွဲအမှတ်တမ်းကိုပိုင်ဆိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဟရီကိန်းကလက်ရှိရာသီမှာပြင်းပြ52မိနစ်တိုင်းတွင်ကိုတကူးနှုံသွင်းယူထားပြီးဥရောပရွှေဖနက်စုရဖို့လည်းအခြေအနေစတင်ပြီးတော့ကောင်းနေရပါမယ်။ဟရီကိန်းကဘန်မီနစ်တင်ရောက်မှပို့ပြီးတော့ဂိုးရင်မြူလာတာလည်းဖြစ်ပါတယ်။2023ခုနှစ်လွေရာသီအပြောင်းရွှေ့ကာလမှာဘန်မီနစ်တင်ကိုရောက်လာသူဟရီကိန်းကပြိုင်ပွဲသုံး108ပွဲဘန်မီနစ်တင်အတွက်ကစားပေးထားပြီး104ခုထိလည်းသွင်းယူထားနိုင်ခဲ့ပြီးပါပြီ။ဟရီကိန်းကဘွန်နလီကာပွဲ90မှာပဲ54ခုသွင်းပြီး ဘွန်နလီကာသွင်းကို90ကိုအမြန်ဆုံးပြည့်ရဲ့ဆန်ရှင်ကိုလည်းပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့200သီဆက်ဘွန်နလီကာသွင်းကိုဘီယင်စုစုခုနိုင်ခဲ့တာကလည်းတမန်တစ်လျှောက်ဘသူမှမပိုင်ဆိုင်ဘူးတဲ့ဆန်ရှင်တစ်ခုဖြစ်ပါတယ်။ဘွန်နလီကာတမန်တစ်လျှောက်ပန်နလီ16ကျင်းကန်သွင်းကိုရတယ်မှာ16ကျင်းစလုံးဂိုးဖြစ်ပြောင်းလဲနိုင်တဲ့မှတ်တမ်းကိုလည်းဟယ်ရီကိန်းတစ်ယောက်ပိုင်ဆိုင်ထားပါတယ်။ပြီးခဲ့တဲ့ရာသီမှာဘိုင်မင်းနဲ့အတူကစားသမောက်ပေါ်ပထမဆုံးစူပလာစုခုခဲ့သူဟယ်ရီကိန်းကနောက်ထပ်နောက်ထပ်စူပလာတွေလည်းမျောလင်းနေပါတယ်။ဘရန်လီကချန်ပီယံစုကဟယ်ရီကိန်းရဲ့ကစားသမောက်ပေါ်ပထမဆုံးစူပလာဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ ဟယ်ရီကိန်းကဘန်ဘီနဲ့အတင်းနဲ့ဒုတိယရာသီရောက်မှပထမဆုံးဆူပလောက်ကိုဆူကူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီရတာကိုဟယ်ရီကိန်းနှစ်ပေါင်းများစွာမျှော်လင့်နေတာပါ။ဒီအောင်ပွဲရတာဟာတောက်လီတောက်လီငတ်မပြေဖြစ်လို့ဟယ်ရီကိန်းထပ်ပြီးလိုချင်နေတာပါပဲ။အဲဒီဆူပလောက်မျှော်လင့်ချက်အတွက်ဟယ်ရီကိန်းကအသင်းကိုစံချိန်တွေနဲ့မယံမနာပါမီဖြစ်ပေးနေတာလည်းဖြစ်ပါတယ်။ Amnice Sport မှာတိဆက်ပါတယ်ဘောလုံးနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုစူးစမ်းတိဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့တော့။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါသည်ခင်ဗျာ။